ကာလမတုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒီမှာလည်းပဲဘုရားတရားတော်ကိုအဆုံးထိအောင် နားလည်မှုမပြုဘဲနဲ့မြတ်စွာဘုရားက အချက်ဆယ်ချက်နဲ့ပတ်သက်ပြီးတော့ဆိုပါစို့ tradition နဲ့ tradition နဲ့လည်းအမှန်တရားကိုမမှတ်ကြနဲ့သူများပြောတမ်းကြားပြီးတော့လည်းအမှန်တရားကိုမမှတ်ကြနဲ့စာပေထဲမှာပါတယ်ဆိုုံနဲ့လည်းအမှန်တရားကိုမမှတ်နဲ့ ငါဆရာပြောတဲ့စကားဆိုပြီးတော့လေအမှန်တရားကိုမမှတ်နဲ့ငါနဲ့လက်တွေ့နဲ့ใกล้ညီတယ်ဆိုုံနဲ့လေအမှန်တရားကိုမမှတ်နဲ့လို့ဒီမြတ်စွာဘုရားဆိုလိုရင်းအတိပဲကအဲ့ဒါတွေကိုပယ်တာမဟုတ်ဘူးမြတ်စွာဘုရားစာရဲပါတာကိုမမှတ်နဲ့လို့ပြောတာမဟုတ်ဘူးဆိုလိုတာကစာရဲပါတယ်ဆိုတာမှားတာလည်းရှိမယ်မှန်တာလည်းရှိမယ်ကိုယ်တိုင်လေးလာသိရှိပြီးတော့မှားရင်လက်မခံနဲ့မှန်တာကိုလက်ခံလို့ ဒီလိုဆိုလိုတာ tradition ဆိုတာလဲအမှားလဲရှိနိုင်တယ်အမှန်လဲရှိနိုင်တယ်ဆရာသမားပြောတဲ့စကားဆိုတာလဲအမှားလဲရှိနိုင်တယ်အမှန်လဲရှိနိုင်တယ်အားလုံးဟာအမှန်ကြီးလို့မယူဆနဲ့ကိုကိုယ်တိုင်ကိုယ်ပိုင်ညာကိုအသုံးချဖို့မြတ်စွာဘုရားဆိုလိုတာအဲ့ဒီကာလမတုတ်တံအဲ့ဒါကို နောက်ပိုင်းကလူတွေကတော့ကိုယ်ပိုင်ညာအသုံးချဖို့မပြောဘဲနဲ့ tradition ကိုပယ်တယ်စာအုပ်ထဲပါတာတွေကိုပယ်တယ် အလုံးကိုပယ်လိုက်တဲ့အခါကျတော့ဘာတစ်ခုမှမကြံတော့ဘူးပေါ့နော်အဲ့ဒီလိုအယူဆလွဲမှားသွားတာမျိုးတွေလည်းရှိတယ်ဟုတ်အများဆုံးကတော့ကွန်မြူနစ်တွေကအများဆုံးအဲ့ဒီကာလမတုတ်ကိုကိုးကားပြီးတော့မြတ်စွာဘုရားဟောတဲ့ပိဋကတ်စာပေတွေဘာသာတရားတွေကိုမှိုင်းလို့ပြောပြီးတော့ဘိန်းနဲ့တူတယ်ဆိုပြီးတိုက်ခိုက်ခဲ့မှုတွေတစ်ချိန်တော့အဲ့တော့ဆိုလိုတာကမြတ်စွာဘုရားရဲ့အဆုံးအမဟာ တကယ်တော့လေယုံကြည်မှုလက်ခံမှုတခုတည်းနဲ့သွားတဲ့အရာမဟုတ်ဘူးပညာနဲ့သွားတဲ့အရာဖြစ်တယ်ကိုယ်ပညာစဉ်းစားဉာဏ်တွေကို ဖွံ့ဖြိုးတိုးတက်စေတယ်အခုဒီသင်တန်းဒီစာတဲ့ဟာတွေအကုန်လက်ခံမှုသင်တာမဟုတ်ဘူးကိုယ်ပညာကိုစဉ်းစားဉာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင်သင်ပေးတာအဲ့ဒီအပေါ်မှာမူတည်ပြီးတော့မိမိရဲ့စဉ်းစားဉာဏ်နဲ့လက်တွေ့ပေါင်းစပ်ပြီးတော့ကျင့်သုံးမှုဆွလို့တာပေါ့နော် အနုဆိုလို့ရှိရင်ဒါတို့ဆရာတော်ကြီးကဟောတာဒါပဲဆရာတော်ကဟောတာရင်လမ်းဆုံးသွားရတယ်အဲ့ဒါလို့လမ်းဆုံးရဘူးဘသူပဲပြောတာဖြစ်ဖြစ်စာပေကျမ်းကနေကိုင်းကြည့်ဖို့ကအရေးကြီးတယ်ပေါ့လက်တွေ့နဲ့ကိုင်းကြည့်ဖို့ကအရေးကြီးတယ်ဒီခါတော့က